အားလုံးမိပါပါ review and verify class ကပြန်လည်ကြိုးစားလိုက်ပါတယ်။ Joe Market တမိုင်းကိုတင်ဘူးဖတ်ဘူးတို့တိုင်း Spider Cat ဆိုတဲ့နာမည်ကိုကြားပူကြပါလိမ့်မယ်။ Gladiator လို့ခေါ်တဲ့တိုက်ခိုက်ရေးတမားတွေကျွန်းတွေနဲ့တော်လန်ပုံကံမှုတွေတိကျပေမဲ့ကျွန်းတော်လန်ရေးကိုဥဆောင်တဲ့ Spider Cat ဘလို့ကြာရှုံးသွားလဲဆိုတာကိုရုပ်ရှင်တွေထဲမှာတော့ကြည့်ပူကြလိမ့်မယ်။ဒီထဲမှာတော့ကျွန်တော်လေးလာမိတဲ့လောက်ကိုပြောပြပေးချင်ပါတယ်။ ပါဒါကတ်ကို BC 103ခန့်မှာသရီရှာလို့ခေါ်တဲ့အရက်ဒေသမှာမွေးဖွားခဲ့တယ်။အဲဒီနေရာကအခုတော့ဘူဂေရီးယားနယ်နိမိတ်ထဲရောက်နေတယ်လို့ပြောရမယ်။အဲဒီဒေသကိုရောမတပ်တွေကတွားပြီးတော့လူတွေကိုဖမ်းဆီးပြီးတော့ကျုံဖြစ်နေရောင်းစားတယ်။ကတ်စပါယာစီကိုရောက်သွားခဲ့တယ်။အဲဒီနေရာမှာဂလက်ဒီယေတာဆိုတဲ့လေ့ကျင့်ရေးကျောင်းတွေကိုပို့ခံရတယ်။စပါဒါကတ်ကဂလက်ဒီယေတာအဖြစ်ရည်တည်ခဲ့တယ်။ကျုံတိုက်ခိုက်ရေးသမားအဖြစ်သူကရည်တည်ခဲ့ရတယ်။အခြားကျုံများနဲ့အတူ ူကတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရတယ်။မတရားသဖြင့်သူတို့ကိုနှိပ်စက်ညှဉ်းပန်းတာကိုမခံနိုင်ကြတဲ့ဂျွန်တွေက PC 83မှာစပါတာကတ်ရဲ့ဦးဆောင်မှုနဲ့အတူဂလက်ဒီယေတာ80ခန်းကလေးကျင်းရေးကြောင်းကနေပြီးတော့စတင်ထွက်ပြေးခဲ့တယ်။အဲဒီနောက်မှာတော့ Weser Nias Town လို့ခေါ်တဲ့အိုက်တောင်တောင်မှာခိုအောင်ပြီးတော့ရောမအင်ပါယာကိုပုံကံမှုစတင်ကျူးပန်းခဲ့တယ်။စပါတာကတ်ရဲ့ဦးဆောင်မှုနဲ့အတူဂျွန်ပုံကံမှုတွေကတတိယဂျွန်စစ်ပွဲလို့ခေါ်တဲ့ BC 93နဲ့87မှာတိုက်ပွဲတွေကပြင်းထန်လာခဲ့တယ်။ကျွန်းတွေဆင်းရဲသားတွေမကျင်တဲ့သူတွေကတပြေးတပြေးနဲ့ Spider Gecko စီကိုလာရောက်ပြီးတော့ပူးပေါင်းလာကြတယ်။တပ်အင်အားထောင်ချပြီးတော့ရှိလာခဲ့တယ်။ Spider Gecko က CA ပါရမီရှင်လူဖြစ်တာကြောင့်ယောမတပ်တွေကိုအကြိမ်ကြိမ်အနိုင်ယူခဲ့တယ်။ Iron Spider Gas ဆိုပြီးတော့ဟစ်ကျွေးထားတဲ့စကားက BC 93မှာဖြစ်တဲ့ကျွန်းတော်လန်ရေးမှာအထင်ကြီးဖြစ်တဲ့စကားလုံးဖြစ်လာတယ်။ အာနာနဲ့ဖိနှိပ်မှုတွေကိုစန့်ကျင်ဖို့ရာအတွက်ဒီစကလုံးကိုစီလုံးညီညွတ်စွာနဲ့အသုံးပြုခဲ့ကြတယ်။စပါတာကက်ရဲ့အဖြစ်မှန်ကတော့ပြားဇက်တွေရုပ်ရှင်တွေတည်းကလို့မဟုတ်ပဲနဲ့ရုပ်ရှင်နဲ့သူ BC 83မှာဂျွန်ပုံကံမှုနဲ့တဝူရီသောခေါင်းဆောင်မဟုတ်ပဲနဲ့သူနဲ့အတူအခြားခေါင်းဆောင်တက်မှုတွေလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ရတယ်။အဲ့ဒီထဲမှာခရစ်စ်ဆိုတဲ့လူတစ်ယောက်လည်းပါတယ်။သူနဲ့စပါတာကက်တို့ကြားမှာအကြောင်းအရာတွေကစပါတာကက်ကြာရှုံးမှုနဲ့အဓိကဆက်ဆက်နေရလို့ပြောရမယ်။ သမိုင်းပညာရှင်ကိတ်ဘရက်ဒလီကသူတေသနာပြုလုပ်ပြီးတော့ Spider Cat နဲ့ Chris Hadfield ရဲ့ပုံကံမှုအကြောင်းကိုတင်ပြထားတာရှိတယ်။ Spider Cat ကကပူဟာအရက်က Gladiator တွေ Legend နဲ့ Scan တခု ကနေဖြစ်ပေါ်လာတာလို့ဆိုတယ်။သူကထူးချွန်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက်လည်းဖြစ်တယ်။စစ်တစ်ຫນွေဝါတဦးလို့လည်းဆိုတယ်။ Spider Cat ကသပင်း ကောက်သူတစ်ယောက်လို့အတိတ်ပဲရတယ်။ဒီ Gladiator Scan မှာပဲသူက Chris Hadfield နဲ့ရင်းနှီးခဲ့တယ်။ Gladiator တစ်ယောက်ရဲ့ဘဝဟာ ခတ်ထန်ကြံတန်းလာတယ်။သူနေရတဲ့စကမ်းမှာအခြေအနေကတဖြည်းဖြည်းနဲ့ဆိုးလာတယ်။ဖိနှိပ်မှုတွေကိုမခံနိုင်တော့တဲ့အဆုံးမှာတော့ကျွန်နေရတော်လန်ပုံကန်နဲ့ဆေးရတက်တံမှုတွေဖြစ်လာတယ်။တညမှာတော့စပါတာကက်ကခရစ်ဆတ်တို့ရဲ့လက်ရွေးစင်ကျွန်အယောက်80နဲ့ပုံကန်မှုစတင်ခဲ့တယ်။သူတို့စကမ်းမှာရှိတဲ့လက်နက်တွေကိုတင်းယူသွားကြတယ်။စကမ်းမှာရှိတဲ့ကျွန်အားလုံးသူတို့နဲ့ပူးပေါင်းပါဝင်လာကြတယ်။စပါတာကက်ခရစ်ဆတ်နဲ့အခြား၃ယောက်တို့ကခေါင်းဆောင်ပြီးတော့ ဒီကျွန်းဒေါ်လာရေးကိုစတင်ပြီးတော့ဦးဆောင်ခဲ့တယ်။အဲဒီထဲမှာစပါတာကက်ကိုခေါင်းဆောင်အနေနဲ့တင်မြောက်ခဲ့တယ်။အစပိုင်းမှာကျွန်းတွေကရောမစစ်တပ်ရဲ့ရက်စက်သွားဖြုတ်ခွင်းတာကိုခံခဲ့ရတယ်လို့ဆိုတယ်။ဒါကြောင့်စပါတာကက်ကရောမအထိတိုက်ခိုက်ဖြုတ်ခွင်းမှဖြစ်တယ်လို့ယူဆခဲ့ကြတယ်။အဲဒါကြောင့်သူနဲ့ခရစ်ဇတ်တို့ရဲ့ကြီးလက်ဒေသတွေကိုတင်သွင်းပြီးတော့အခြားကျွန်းတွေကိုတော်လန်ကြီးထဲမှာပါဝင်ဖို့စင်ရသားတွေအဖိနှိတ်ခံလူတွေကိုကျွန်းတော်လန်ကြီးထဲမှာပါဝင်ဖို့စီရင်ခဲ့ကြတယ်။ တို့အင်အားကတဖြည်းဖြည်းနဲ့ခုနှစ်သိန်းကျော်အထိရှိလာခဲ့ရောမလွတ်တော်ကစစ်တပ်ကိုစက်တိုက်ဆီလွတ်နေပေမဲ့လည်းစပါဒါကက်တို့ကအသာစီးရနေခဲ့တယ်။ရောမစစ်တပ်ကဂျုံတွေကိုအထင်သေးပြီးတော့ရှော့တက်ခဲ့တာလည်းပါတယ်။ရောမစစ်တပ်အရေးနှိမ့်တဲ့တတင်းကြောင့်အခြားဒေသတွေမှာလည်းဂျုံတွေရဲ့အုပ်ကြွမှုတွေထပ်မံပေါ်လာပြီးတော့အာနာပိုင်တွေရောမရဲ့တနရှင်တကြွေတွေကတဖြည်းဖြည်းနဲ့တုံ့လုံလာကြတယ်။စပါဒါကက်နဲ့ခရစ်စတို့ကရောမကိုချီတက်တိုက်ခိုက်ဖို့ကိစ္စမှာငင်းပွားခဲ့တယ်လို့ဆိုတယ်။ ရိဇက်ကဂျွန်စစ်ထက်ကိုဂေါ်ရက်မှာပဲရှိစေချင်တယ်။စပါတာကက်ကတော့မဟုတ်ဘူး။ယောမကိုချီတက်ပြီးတော့တိုက်ခိုက်မယ်။နောက်ဆုံးမှာတော့ဂျွန်တွန်လန်ရေးမှာစပါတာကက်ရဲ့အင်အားစုနဲ့ခရိဇက်ရဲ့အင်အားစုအဖြစ်နဲ့နှစ်ဖွဲ့ကွဲသွားကြတယ်။ခရိဇက်ကသူနဲ့အဖွဲ့ဝင်အင်အား3000ခန့်အီတလီအရှေ့တောင်ပိုင်းမှာရှိတဲ့ကာဂါနိုဆိုတဲ့တောင်နီးနားမှာ နေတယ်။လူစီယပ်စ်ဂယ်လီယပ်စ်ကာဘရီယယ်ကိုလာဦးဆောင်တဲ့ယောမစစ်တပ်နဲ့ထိတ်တိုက်တွေ့ပြီးတော့နောက်ဆုံးခရိဇက်တို့ကဂျင်မုံချင်းခံလိုက်ရတယ်။ ခရစ်ဆက်လည်းတိုက်ပွဲအတွင်းမှာပဲကြာရှုံးသွားတယ်။စပါတာကတ်ကတော့ခရစ်ဆက်အတွက်ဝန်းနေပူဆွေးမှု အထိမ်းအမှတ်ပြုလုပ်ပေးခဲ့တယ်။ BC 87အရောက်မှာတော့စပါတာကတ်ရဲ့ဂျွန်ဒေါ်လန်ရေးစစ်တပ်ဟာမာကတ်ပလင်နီစီယပ်ခရစ်ဆက်ရဲ့ဦးဆောင်တဲ့ဂျောမစစ်တပ်အောက်မှာချင်းမုံချင်းခံခဲ့ရတယ်။အသက်ရှင်ကျန်ရည်သူများကိုလည်းလဝါကတ်တိုင်မှာချိတ်ပြီးတော့ကုန်မြတ်ခဲ့ကြတယ်။အဲဒီထဲမှာစပါတာကတ်လည်းကြာရှုံးခဲ့တယ်လို့ဆိုတယ်။ကျေလို့ဒါစပါတာကတ်နဲ့ခရစ်ဆက်တို့ကဂျွန်စစ်တပ်ကို အစည်းတစ်လုံးနဲ့ထားနိုင်ခဲ့မယ်ဆိုရင်ရောမသမိုင်းကလည်းတမျိုးတစ်ပုံပြစ်ကောင်းပြစ်လာနိုင်တယ်။ဒါတွေကတော့သမိုင်းမှာပြိနေမှုနဲ့အာနာတို့တို့ကကောင်းကုန်မခံမဲနဲ့တော်လန်ခဲ့ကြတဲ့ရောမကျွန်တွေအကြောင်းကိုပြောပြခြင်းဖြစ်တယ်။စပါဒါကက်အကြောင်းကိုပြောပြခြင်းဖြစ်တယ်။အဆုံးသတ်ခြင်းနဲ့စပါဒါကက်ရဲ့တည်ဆုံမှုကိုတချို့စာအုပ်တွေမှာတော့ PC 87မှာရောမနာကျွဲသွားတဲ့စစ်ဘုတ်ချုပ် Marcus Linnaeus Crassus က ဥဆောင်ပြီးတော့ပြင်းထန်တဲ့တိုက်ပွဲဖန်တီးပြီးတော့ Spider Cat ကိုတိုက်ခိုက်နိုင်ခဲ့တယ်။အိုက်စစ်ပွဲမှာပဲ Spider Cat ကကြာရှုံးခဲ့တယ်လို့ဆိုထားကြတယ်။ဒါပေမဲ့သူ့အလောင်းကိုရှာမတွေ့ခဲ့ဘူး။ကြံရှိနေတဲ့သူ့စစ်သားတွေကိုလည်းဒီလဝကတ်တိုင်မှာကုမြတ်ခဲ့ကြတယ်လို့ပြောတယ်။ဘယ်လိုပဲဖြစ်နေပါစေ Spider Cat ကလွတ်လပ်မှုအတွက်တိုက်ပွဲဝင်ခဲ့တဲ့ဂုံသိက္ခာရှိတဲ့သူရဲကောင်းအဖြစ်ရုပ်ရှင်တွေစာပေတွေထဲမှာတော့ကြော်ကြားခဲ့တယ်။စပါတာကက်ရဲ့နာမည်ဟာလည်းတမိုင်းတွင်ခဲ့တယ်လို့ဖော်ပြရင်းမယ်။ ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပေးတဲ့ဒုတိယချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားခဲ့ကြပါအောင်အားလုံးပဲ see you in the next video